ရှမ်းပြည်ဟာပထဝီနယ်မြေအရမြန်မာနိုင်ငံအတွင်းမှာကျေပြန့်ဆုံးဖြစ်ပြီးတော့တိုင်းနာပေါင်းစုံအတူတူကရှင်တွဲနေထိုင်နေတဲ့ပြည်내ကြီးတစ်ခုပြောလဲမမှားပါဘူး။ လူမျိုးဘာသာယဉ်ကျေးမှုတွေကွဲပြားမှုရှိပေမဲ့လည်းရခင်ကတော့အငင်းပွားမရှိနေထိုင်ခဲ့ပြီးတော့အခုနောက်ပိုင်းမှာတော့နေမြေအငင်းပွားလူမျိုးရဲ့အငင်းပွားတွေဟာရှမ်းပြည်တွင်ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်နေပါတယ်ဒီပြဿနာတွေဟာယနေ့ထိတိုင်ဆက်လက်ကြီးပွားနေပါတယ် ။ဒါကြောင့်ဒီနေ့ podcast ထဲမှာတော့ Mangtai Army MTA ခေကလာချင်းကရှမ်းပြည်နယ်တွင်တိုင်းဒါအသူရှင်တွင်နေထိုင်ခဲ့ပုံ၊မူရည်စေဝါနဲ့နာမည်ကြီးခဲ့တဲ့ခွန်စာလက်နက်ချခဲ့ခြင်းစတာတွေကိုပြန်လည်ပြီးတော့ဒီနေ့ podcast ထဲမှာလာရောက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှင်းတဲ့တော့စင်ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ အခုတင်ဆက်ပေးမယ့် podcast ကိုရှမ်းသနော်စင်တင်ဌာနကနေနိုဝင်ဘာလ၂ရက်နေ့ကစိုက်ဆံမှုရေးတာထားတဲ့ခွန်စာရေးနောက်ဆုံးနေ့ရက်များဆိုတဲ့ဆောင်းပါးကိုပြန်လည်တင်ဆက်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်တော့စိုက်ဆံလင်ပါ ခွန်ဆန်ဦးဆောင်ခဲ့တဲ့ MTA မုန်တိုင်းအမီခေကာလာတုန်းကလူမျိုးစုပြည်တနာမရှိနေမြေတောင်းဆုံမှုမရှိခဲ့ဘူးလို့စမ်းပါရှင်ဇိုင်းဆန်မုန်ကတော့ရေးသားထားပါတယ်ထိုခေတ်ကာလအတွင်းခွန်ဆာဟာလူမျိုးစုမခွဲခြားဘဲနဲ့အရေးချင်းရှိတဲ့တူဘဲတူမဆိုနေရပေးခဲ့ခြင်းမြေတောင်မြတ်ပေးခဲ့ခြင်းတွေကြောင့်တိုင်းနာချင်းချင်းကြားမှာနေမြေတောင်းဆုံမှုမရှိခဲ့ဘူးလို့ဆိုပါတယ် 1996ခုနှစ်နှစ်ဦးပိုင်းကလက်နက်နဲ့ငင်းချမ်းရဲကိုလင်းလဲခဲ့တဲ့ကြောက်ခွန်စာဟာရန်ကုန်တို့ရောက်ရှိခဲ့ပြီး2000ခုနှစ်အော်တိုဘာ26နေ့မှာတော့လူကြီးရောခံနဲ့ဆုံးပါသွားခဲ့ပါတယ်ခွန်စာဟာလက်နက်ချပြတဲ့နောက်ပိုင်းနိုင်ငံတော်အစိုးရကဆောက်လုပ်ပေးထားတဲ့ YGI ထောက်လိုက်ရေးဝင်းအတွင်းရှိအင်ဂီဟာမှာပဲနေထိုင်ခဲ့ပါလေ။လုံခြုံရေးတွေတင်းကျပ်ထားပြီးတော့ထိုခေတ်ကာလမှာခွန်စာကိုတွေ့ဆုံရဖို့ဆိုတာခက်ခဲပါလေ။ ခွန်ဆိုင်ရဲ့စာဝတ်နေရေးတွေကိုတော့နိုင်ငံတော်အစိုးရဘက်ကနေလှဆင်တာဝန်ယူထောက်ပံ့ပေးတယ်လို့သိရပါတယ်။ဒါမဲ့လည်းစီးပွားရေးအဆင်ပြေတဲ့လက်အောက်ငယ်သားတွေကတော့ရန်ဖန်ရန်ခါတွားရောက်ကြတော့တာတွေတော့ရှိပါတယ်။လက်နက်ချပြီး2009မှာစုံပါတွားခဲ့တဲ့ခွန်ဆာကိုရန်ကုန်မှာပဲအတုပကျင်းပခဲ့ပြီးရေဝေတောက်တံမှာပဲမိတကြိုခဲ့ပါတယ်။မင်းတကြဆက်ရဲ့တင်ပုံးပေါ်မှာတော့ကြောက်ခွန်စာအမီလို့မရေးထားပဲနဲ့ဥထက်အောင်အသက်83လို့ဒါရေးထားပါတယ်။ ခွန်ဆိုင်ရဲ့ရော့အလောင်းပေါ်မှာတော့ထီးဖြူတလက်နဲ့ရွှေထီးလေးလက်တို့ကိုမိုးထားပေးပါတယ်။အတုပအခမ်းအနားကိုလည်းမြန်မာထုံးစံတိုင်းအချင်း၆တာ ပြည်လုပ်ခဲ့ပါတယ်။ဒါမဲ့ MTA တက်မူဟောင်းကိုကတ်လူမျိုးပုံမူကြီးတွန်းကော်ရှန်ကတော့တရုတ်ထုံးစံတိုင်းအခမ်းအနားကိုပြည်လုပ်ခဲ့ပါတယ်။အတုပအခမ်းအနားတက်ရောက်ခဲ့တဲ့တူပေါင်း၄၀တူဦးသာရှိပါတယ်။အများအားဖြင့်တော့အယက်ဝတ်နဲ့ထောက်လန်းရေးပဲဖြစ်ပါတယ်။ ။မင်းပြင်းလို့နာမည်ကြီးခဲ့တဲ့ခွန်စာရဲ့နောက်ဆုံးနေ့ရက်တွေဟာနာကျင်စရာတွေတဝေခရစရာတွေသင်ခန်းယူစရာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ရှမ်းပြည်နယ်မူရင်စေဝါပြည်ထနာကိုနိုင်ငံတကာမှစိတ်ဝင်စားမှုရှိလာအောင်ကဘာမြေပုံပေါ်ကိုမြေမောင်းထုတ်ပြခဲ့တဲ့ပုံကူတူလည်းဖြစ်ပါတယ်။နိုင်ငံတကာကိုထိခိုက်လက်ရှိနေတဲ့မူရည်စေဝါပြဿနာဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာတစ်ခုဖြစ်ပါတယ်။ခွန်စော်ကနိုင်ငံတကာအတိုင်းအဝိုင်းမှာဝိုင်းဝန်းဖြည့်ရှင်ပေးဖို့ထောက်ပြခဲ့ပါတယ်။ တိုးတော်အမောင်ထဲကခွန်ဆာရဲ့စကားကိုမိဒီနိုင်ငံမှစင်ဝင်စားမိဒီပုံကုများအေးတယူမလုပ်ခဲ့ပါဘူးမွေးရစေဘာနဲ့ပတ်သက်နေတဲ့ဆိုကခွန်စာကိုငွေပဓာပင်ရွှေပဓာပင်များအတုံးချပြီးတော့မိမိအကျိုးစီးပွားအတွက်တာအတုံးချတဲ့သူတွေကခမျက်များပါ ထို့သူများကတာချမ်းသာကြွယ်ဝကြပါတယ်နာမည်ကောင်းရကြတဲ့ကျင်းလက်နှင့်တောတူတောင်သားတွေဒိန်းဆိုင်တောင်တူတွေရဲ့ဘဝတွေဟာစင်းရဲမြဲစင်းရဲလက်ရှိနေပါတယ် ရှန်လန်းနကိုင်တော်လန်ရင်းနဲ့မူရည်စေဝါပြဿနာကလည်းတဝဲလဲလဲပါမူရည်စေဝါကြောင့်နိုင်ငံရေးလဲရှေ့ဆက်မတုံလက်နကိုင်တော်လန်ရင်းခီလန်းဟာလည်းမူရည်စေဝါကစူးညောက်ခလုတ်တစ်ခုပမာဖြစ်နေခဲ့ပါတယ်ခွန်ဆိုင်ရဲ့ရှယ်လနကိုင်ညညွရေးကိုဂျာမိုဟိန် SUA ဂျောက်ဂျင်မန် SAS တို့နဲ့အတူတည်ထောင်ခဲ့ပါတယ်။အင်အားတောင့်တင်းခိုင်မာတဲ့ရှယ်လနကိုင်တပ် MTA ကိုမိမိ၏အုံနာမိမိ၏ညံဖြင့်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ တို့တော့စီပွားရေးလောက်တက်ပြီးငွေရှာတဲ့ခွန်စာကိုရှမ်းလူမျိုးတွေကကောင်းကောင်းမတုံးချတတ်ပြီးအဲ့ဒီနောက်ပိုင်းမှာအကဲဆက်လာတဲ့လူမျိုးရေးပြဿနာကို ရှစ်တန်းတင်ခဲ့ကြတဲ့အကြောင်းတတ်တွင်ပုံကံမှုတွေခွဲထက်မှုတွေဖြစ်လာခဲ့ပါတယ်ဤပြည့်ရွေရှင်တံပြီးအမျက်တွယ်ဆပြည့်နေသည့်ရှင်လက်နက်ကိုင်ညွညွရဲကိုထိခတ်ပြပြစေခဲ့ပါလေ ခွန်ဇာဟာရှမ်းလူမျိုးများကမိမိကို မလိုလားအတောက်တဲ့အချိန်တွေမှာမိမိရဲ့ဩစာအာဏာနဲ့စီးစိမ်ကိုဆွတ်လွတ်ပြီးတော့မိမိရဲ့နောက်ဆုံးဘဝနေဝင်ချိန်ကိုအေးချမ်းစွာနေထိုင်တော့ဖို့လဲဝန်မလေးတော့ပါဘူး။ ။နောက်ဆုံးမှာတော့ခွန်စာကလန်ဒန်နဲ့ငင်းချင်းရင်လဲလဲတွားခဲ့ပါတယ်။ MTA တပ်ဖွဲ့ကြီးလည်းပြိုကွဲတွားတာကြောင့်လူအများအံ့ဩတုံ့လုံခဲ့ရပါတယ်။ရှမ်းလူမျိုးတော်ရေးရှမ်းပြည်လွတ်လပ်ရေးစစ်ကူအိမ်မက်ကလည်းပျောက်ကွယ်တွားခဲ့ပါတယ်။ရှမ်းလူမျိုးများစိတ်ထိခိုက်ပြီးနာကျင်ခံစားခဲ့ရပါတယ်။ဒီမှာချက်ပန်းတိုင်မရောက်ခင်တက်တွင်ပုံကမှုတွေကြောင့်သူရဲ့နိုင်ငံရေးစစ်ရေးဆောင်ရွက်ချက်များပြတ်ပြားခဲ့ရပြီးတော့ဆုံးရှုံးတို့တရားဖြစ်ခဲ့တဲ့ခွန်စာကိုအပြစ်တင်ခဲ့ကြပါတယ် ်သွေးမြေလည်းမကြတနက်တစ်ချက်မှလည်းမဖောက်ခဲ့ရပဲပျော်ကွဲရွားခဲ့တဲ့ MT ရဲ့တပ်ဖွဲ့ကြီးကိုလည်းနှမျောခဲ့ကြပါတယ်တချိန်တုန်းကခွန်စာဟာမြန်မာတပ်မတော်နဲ့လက်တွဲပြီးတော့ကွန်မြူနစ်စန့်ကျင်ရေးနဲ့တိုင်းနမာကျူးကျော်ဝင်ရောက်ခဲ့သူကွန်မန်ဒန်တယောက်ဖြူတပ်များကိုလည်းတွန်းလှန်တိုက်ခိုက်ခဲ့ပူပါတယ်။ထန်းမြန်မာနယ်ဆက်ရှိကျွန်းကျန်တယောက်ဖြူလက်နက်ကင်တပ်များကိုရှမ်းပြည်အတွင်းမှနောက်ဆုံးတရားမကျန်တိုက်ခိုက်မောင်းထုတ်ခဲ့ပြီးတယောက်ဖြူတပ်ဖွဲ့ KMT ဖျက်သိမ်းလိုက်ရတဲ့အထိဖြစ်ပွားခဲ့ပါတယ်။ တို့တော်မိတူကများအတိမတ်ပြုထောက်ဖို့ပြောဆိုခဲ့ခြင်းမပြုဘဲမျက်ကွယ်ပြုခဲ့ကြပါတယ်။ MTA ခေတ်ကာလအတွင်း MTA တပ်ဖွဲ့တွေလူမျိုးစုမခွဲခြားဘဲနဲ့အရေးချင်းရှိသူတွေမိတူကိုမဆိုနေရပဲချင်းမြေတောင်မြောက်ပေးခဲ့ပါတယ်။ထို့ကြောင့် MTA တပ်ဖွဲ့အတွင်းထုတ်စင်အခါလူမျိုးစုပြဿနာမရှိနေမြေတောင်းဆိုမှုလည်းမရှိခဲ့ပါဘူး။ နမည်တောင်းဆိုလိုပါကဟော်မုန်းစစ်ထနာချောက်တို့တက်လာခဲ့ပါဟုခွန်စာက ဆိုထားတာကြောင့်ရှမ်းပြည်တွင်းရှိမေတီလူမျိုးစုများနမည်မတောင်းရဲပါဘူး။တောင်းလည်းမတောင်းဆိုခဲ့ပါဘူး။ရှမ်းပြည်မှာမွေးရှမ်းပြည်ထမင်းကိုစားပြီးညရင်အကူပမာစိုးတူကံဖတ်အတူတကနေထိုင်ကြီးပြင်းလာခဲ့ကြသည်။လူမျိုးစုများပြီးပြီးရှမ်းပြည်ကြီးအပေါ်ချစ်ခင်မျက်နှာပြီးတော့တန်ရောစင်ရှိကြပါတယ်။ရှမ်းပြည်သာစိတ်တက်ရင်ထဲအသေးသေးကိန်းအောင်းနေလည်းရှိကြပါတယ်။ ဘဝအတွက်အကောင်အဆုံးနဲ့တွင်တွဲနေလဲရှိတဲ့ခွန်ဆန်ဟာရှမ်းပြည်နိုင်ငံရဲ့တမိုင်းတွင်တမကမြန်မာနိုင်ငံရဲ့တမိုင်းတွင်မှာပြစ်ပယ်လို့မရတဲ့ထင်ရှားတူတူဖြစ်ခဲ့ပါတယ်။နိုင်ငံတကာအတိုင်းအဝန်းမှာလည်းမူရင်းစေဝါနာမည်ဆိုဖြင့်ကြော်စောထင်ရှားတူပါ။အမေရိကန်အစိုးရနဲ့နိုင်ငံတကာအတိုင်းအဝန်းကိုမူရင်းစေဝါဖြင့်ကင်လုံနိုင်ခဲ့ပါတယ်။မြို့မြအတိုင်းအဝန်းတွင်ဘီရင်တဆူမြဩစာအနာကြီးမားခဲ့ပါတယ်။ ။ငွေရေးစေဝါကြားမိမိနဲ့ပတ်သက်ခဲ့သူတွေကိုတည်ဆုံထားတဲ့ထိတိုင်ထုတ်ဖော်မပြောခဲ့ပါဘူး။ဒုက္ခလည်းမပေးခဲ့ပါဘူး။မိမိရဲ့နာမည်ဆိုကြောင်းဒီပါအားထိခိုက်နစ်နာမှုဖြစ်စေလိုတဲ့စိတ်တက်လည်းမရှိ။ခွန်စာတီးမြန်မာပြည်တွင်းရှိစဉ်ခါကမိမိနဲ့ပေါင်းတင်လက်ထက်ခဲ့တဲ့ရန်ကုန်ရှိဇနီးတက်ကိုလည်းလက်နက်နဲ့ငင်းချင်ရင်လဲလဲပြီးဝင်ရောက်လာခဲ့တဲ့နောက်ပိုင်းတွင်ဆက်လက်ပြီးတော့အဆက်အသွယ်မပြူတွားရောက်တွေ့ဆုံခွင့်လည်းမရှိခဲ့ပေ။ ပြန်လည်ဆောင်တွေ့ရမြော်တလင်းလင်းရှိနေရှာတဲ့ခွန်စာရဲ့ဇနီးဒီတူမကွယ်လွန်သွားတဲ့နောက်ဆုံးချိန်အထိစောင့်ဆိုင်နေခဲ့ကြောင်းသိရပါဗျ။ရှမ်းပြည်ကံကြမ္မာကိုရှမ်းလူမျိုးများကကိုပိုင်ဖန်တီးပြီးခွန်စာတွားရန်လမ်းဖွင့်ပေးခဲ့သည်ရှမ်းလန်းနကိုင်တော်လန်ရဲကိုရှမ်းလူမျိုးများ၏ပခုံးပေါ်သို့လုံလုံလလျားပြောင်းတင်ပေးခဲ့ပါသည် ရှမ်းပြည်လူမျိုးများအတွက်အနာကျင်ဆုံးပေးဆက်ခဲ့တယ်။တို့တော်အကောင်းဆုံးအယုံတမာဖြစ်တည်ခွန်စာရဲ့နောက်ဆုံးခီးဟာမလာခဲ့ပါဘူး။မထင်မရှားနဲ့တာကွယ်လွန်သွားခဲ့ရပါတယ်။ခွန်စာမှကြားချက်အရာကြံရစ်တူမိသားစုကခွန်စာရဲ့အယောပြကိုရန်ကုန်မြစ်ရဲအတွင်းတို့မြောပစ်ခဲ့ပါတယ်။ခွန်စာကွယ်လွန်သွားပြီး၈ရက်နှင့်၁၇လပိုင်း2009ခုနှစ်မှစပြီးတော့ထိုင်းနိုင်ငံမြောက်ပိုင်းရှိခွန်စာရွာလို့လူတိများတဲ့ဟင်းတက်ရွာအခုအခေါ်ဖန်ထက်တိုင်းတွင်ခွန်စာအတွက်အကူတူက ောင်းမှုပြုတည်ရက်လက်အခမ်းအနားကိုခွန်စာအေးတက်မှုဟောင်းများဒေသခံများက UCB နှစ်ရက်တိုင်တိုင်အောက်မွေဖွဲ့ရာထပ်မံပြုလုပ်ခဲ့ကြကြောင်းလည်းတရားပါတယ်။ နောင်လာနောင်တာမျိုး71လူငယ်လူရွယ်များတမိုင်းသင်ခန်းစာရယူနိုင်ရန်ယူရပြီးတော့တမိုင်းဝင်နေရာတစ်ခုအဖြစ်ဖွင့်လှစ်ထားရှိသည့်ဟင်းတက်ရွာရှိခွန်စာစခန်းဟောင်းပြတိုက်နေရာ၏ရှေ့တွင်ခွန်စာမြင်းစီကျေရုပ်ထုပုံတူကို အမတ်တရဖြစ်တွန်းလှုပ်ထားတာရှိပါတယ်။ခွန်စာဟောင်းရှမ်းလက်နက်ကင်တော်လန်ရွင်တွင်ဦးဆောင်ပါဝင်တူတူဖြစ်ခဲ့ပြီးရှမ်းလူမျိုးများလွတ်ချင်းနှင့်လွတ်လပ်ရေးငြိမ်းချမ်းရေးဒန်းတူညီများရှိရေးမြင့်တွေ့ခွင့်မရရှိခဲ့ပဲနဲ့ကွယ်လွန်ခဲ့ရပါတယ်။နာမည်ဆုဖြစ်ကြော်ကြားခဲ့ ောခွန်စာသည်တခိတခါကတွေ့ရကောင်းတော်လည်းရေးသမားတို့ဤပြရုပ်အဖြစ်မထင်မရှားရှိနေပါတော့တယ်မူရစရာစာဟုနာမည်တွင်ခဲ့တဲ့ခွန်စာတရားတေဆုံးတော်ပြီဖြစ်တော်လဲမူရရာစာများတူပြီးတူပေါ်ထွက်နေစေပါမူရစေဝါပြတနာကလည်းဆက်လက်ရှိနေစေပါရှမ်းပြည်လက်နက်ကင်တော်လန်ရဲတွေလည်းမိမိဤနိုင်ငံရေးရည်မှန်းချက်အတိုင်းလက်နက်ကင်ဆက်လက်တိုက်ပွဲဝင်နေစေဖြစ်ပါတယ်ကျွန်တော်တော့စိတ်ဆင်လင်ပါ